ရှေးခါကမီးထွန်းပွဲတော်တွေအတွက်နမေကြီးရဲ့မြို့ငယ်လေးတစ်မြို့မှာအလွန်လက်ရမြောက်တဲ့မီးရင်ဆရာကြီးဦးတုခနဲ့သူ့ရဲ့တပည့်ငယ်လေးမောင်ကျော်တို့ရှိကြပါတယ်။ဒီနေ့မှာတော့မြို့ရဲ့အကြီးအကျယ်ဆုံးမီးထွန်းပွဲတော်ကြီးမီးကက်လာတာနဲ့အမျှမောင်ကျော်ကအရန်ကိုစိတ်လှုပ်ရှားနေခဲ့တယ်။သူကသူ့ရဲ့ဆရာကိုပြောပါတယ်။ဆရာကြီးဒီနှစ်ပွဲတော်အတွက် တပည့်ကငကားရုပ်တွေရွေးစေးတွေအပြည့်နဲ့အခမ်းအနားဆုံးမီးအိမ်ကြီးတစ်ခုလှုပ်ချင်ပါတယ်တဲ့။ ဆရာဦးဒုက္ခကပြုံးပြီးခေါင်းခါလိုက်တယ်ပြီးတော့ရိုးရှင်းတဲ့ဝါချမ်းပြားတွေနဲ့ကြည်လင်တဲ့စက်ကူပါလေးတစ်ခုကိုထုတ်ပေးပြီးပြောလိုက်တယ်။မောင်ကျော်ဒီနှစ်မှာတော့မင်းဒီရိုးရှင်းတဲ့မိအိမ်လေးတစ်ခုကိုပဲစိတ်နှစ်ပြီးလှုပ်ပါအရေးကြီးတာကမိတောက်ကိုလေရန်ကနေကာကွယ်ပေးနိုင်ဖို့ပဲဆိုပြီးတင်ပေးလိုက်တယ်။မောင်ကျော်ကတော့စိတ်ပြတ်သွားတယ်။ဒါပေမဲ့ဆရာစကားကိုမလွန်ဆန်နိုင်ပဲစိတ်မပတဲ့ပါနဲ့ အဲ့ဒီရိုးရှင်းတဲ့မီးအိမ်လေးကိုပဲသူတေးသေးချာချာလှုပ်လိုက်ရတယ်။ပွဲတော်ညကိုရောက်တဲ့အခါလမ်းတွေပေါ်မှာလူတွေဟာသူတို့ရဲ့တလက်လက်တောက်ပနေတဲ့မီးအိမ်အနှမျိုးစုံနဲ့ပြည်နေခဲ့တယ်။နဂါးယုံမီးအိမ်တွေကြာပန်းပုံစံမီးအိမ်တွေကြားမှာမောင်ကျော်ရဲ့ရိုးရှင်းတဲ့မီးအိမ်လေးကမိန်ဖြော့နေတယ်လို့ပါပဲ။သူအရန်ကိုရှက်နေမိတယ်။ဒါပေမဲ့ညနေလာတဲ့အခါမှာတော့နေပြင်းတစ်ချက်ရုတ်တရက်တိုက်ခတ်လာပါတယ်။ အဲ့ဒီအခါမှာအလှဆင်တွေများပြီးဟာကွက်တွေတဲ့မိရင်ကြီးကြီးတွေကမိတောက်တွေဟာတစ်ခုပြီးတစ်ခုလေးနဲ့ငင်းသွားကြတယ်လူတွေရဲ့အံ့ဩတကြီးအော်တန်တွေထွက်လာပြီးလမ်းမကြီးတစ်ခုလုံးဟာတဖြည်းဖြည်းမှောင်မိုက်စပြူလာတယ်။အဲ့ဒီအချိန်မှာမောင်ကျော်ကင်ထားတဲ့ရိုးရှင်းပေမဲ့ အကာအကွယ်ကောင်းအောင်ပြုလုပ်ထားတဲ့မိရင်လေးတဲကမိတောက်ကတော့ငိန်သက်စွာနဲ့ဆက်လက်တောက်ပနေခဲ့တယ်။မှောင်စပြုနေတဲ့လမ်းမပေါ်မှာသူ့ရဲ့မိအိမ်လေးဟာအားကိုးရဆုံးအလင်းရောင်ဖြစ်လာခဲ့တယ်။အဲ့ဒီအခါမှမောင်ကျော်ဟာသူ့ဆရာရဲ့သင်ငန်းစာကို နားလေသဘောပေါက်သွားပါတော့တယ်။မိအိမ်တလုံးရဲ့တကယ့်တန်ဖိုးဟာသူ့ရဲ့အပြင်ပန်းအနမမရှိပဲအတွင်းမှာရှိတဲ့မိတောက်ကိုဘလောက်ခိုင်မာအောင် ထိမ့်သိမ်းပေးနိုင်တယ်လဲဆိုတဲ့အနှစ်သာရမှသာရှိတယ်ဆိုတာပါပဲ။ အဲ့ဒီညကစပြီးမောင်ကျော်ဟာအပြင်ပန်းအနှထက်အတွင်းမှာရှိတဲ့ ခိုင်မာတဲ့အလင်းရောင်ကသာ ပို့ပြီးမမေ့တော့ပါဘူး